ဒီစကေးမျိုးမရှိသေးရွေ့ knowledge business လမ်းကြောင်းမှာလုံးဝကိုရပ်တည်လို့မရ knowledge business လမ်းကြောင်းမှာရပ်တည်နိုင်ဖို့ကကိုတက်ကျွမ်းထားတဲ့ပညာရှိရုံနဲ့မလုံလောက်ဘူးတချို့ကကိုတက်ကျွမ်းထားတဲ့ပညာရှိတယ်ဒါပေမဲ့ပို့ချတဲ့အခါမှာဘာဖြစ်လို့လိုက်လုတဲ့သူမရှိတာလဲတင်တန်းရောင်းတဲ့အခါမှာဘာဖြစ်လို့ဝယ်တက်တဲ့သူမရှိတာလဲပထမဦးဆုံးတင်တန်းမှာတက်တဲ့သူရှိပေမဲ့နောက်ထပ်တင်တန်းတွေကဘာဖြစ်လို့လူတွေစိတ်မဝင်စားတော့တာလဲဘာကြောင့်ဖြစ်တာလဲဆိုတာသူတို့မှာ trainer skill ဆိုတာလိုအပ်သွားလို့ပါကိုတက်ကျွမ်းထားတဲ့ပညာရဲ့အရေးချင်းနဲ့ပို့ချတဲ့ တဲ့အရေးအချင်းကမတူဘူးကို့မှာဘလောက်ပဲပညာရှိနေပါစေဘလောက်ပဲတတ်ကြွန်းထားတဲ့အရာတွေရှိနေပါစေလက်စီပြန်ကန်းတဲ့အခါမှာပြန်ပြီးပို့ချလို့မတတ်ဘူးပြန်တင်ပြလို့မတတ်ဘူးဒီ trainer တယောက်မှရှိထားရမယ် scale လေးမျိုးကိုကို့မှာမရှိနေသေးဘူးတက်တဲ့သူတွေကစိတ်ဝင်စားမှမဟုတ်ဘူးတက်တဲ့သူတွေကလည်းတို့လိုက်လို့မှမဟုတ်ဘူးနားထောင်ပြီးတော့ညီငွေသွားနိုင်တယ်နားထောင်ပြီးတော့လုံသွားတာတို့လဲသွားတာတို့စိတ်ဝင်စားမှုမရှိတာတို့လိုက်လို့လို့မရတာတို့အချို့စီပညာတွေအများကြီးရှိတယ်ဒါပေမဲ့တို့ကဖြက်လန်းနဲ့မပေးနိုင်တဲ့အခါမှာအကုန်ကြီးကိုတင်လိုက်တာလုံ ်လာတဲ့6နှစ်ရအတွေ့အကြုံဆိုအဲ့ဒီ6နှစ်ရအတွေ့အကြုံကိုအကုန်လုံးကိုပူချလိုက်တော့လာတတ်တဲ့သူတွေကဟေးအတွေ့အကြုံကိုဝယ်တတ်တာမဟုတ်ဘူးเนาะဖြက်လန်းကဘာလဲလေရွက်ချက်ကဘာလဲ how to ကိုဘာလဲကိုလောက်ထားတဲ့6နှစ်ရလမ်းကြောင်းကိုတို့အတွက်6လအတွေ့မှာလိုက်လုံနိုင်ဖို့အဲ့ဒါကိုတို့ရကျင်တာကိုအတိုင်းကို6နှစ်စလုံးတို့လိုက်လုံကျင်တာကိုတို့လာတတ်တာမဟုတ်ဘူးတို့ဖြက်လန်းကိုရကျင်တာမြန်ဆန်မှုကိုတို့ရကျင်တာရလက်ကိုတို့ရကျင်တာခိုင်နာတယောက်မှာဖြည့်စည်ရမယ့်စကေးလေးမျိုးရှိတယ်အဲ့ဒီစကေးလေးမျိုးကိုဒီလာမဲ့3ရ expert က်ဖစ်နက်တိဆောက်နီးတင်နန်းထဲမှာ၄မျိုးစလုံးကိုတသိချင်းစီတင်ပြပေးမယ်တိချေကိုတိုင်းနဲ့တိဆောက်လာတာ၆နှစ်ရှိသွားပြီကိုတယောက်တည်းပဲလှုပ်လို့ရတာမဟုတ်ဘူး네ပဲအတီးတီးမှာဒီ knowledge business လမ်းကြောင်းမှာရှောက်နေတဲ့သူတွေကိုပိုင်တင်နန်းဖွင့်နိုင်အောင်နာမည်ကြီးသွားနိုင်အောင်ဥပမာနမနေမတ်ချမ်းထက်ထက်အင်ဒရယ်ဦးမန္တလေးကထက်ထက်တွေ coach you တွေ gym trainer therapy တွေကိုစီ네ပဲမှာရက်တည်သွားနိုင်အောင်လဲချေပို့ချပေးနိုင်ခဲ့ပြီတချို့ကလည်းချေနဲ့ mentor လာယူဖို့အစီအမပြေတိုင်းဖြစ်ဝေးကနေလာဖို့အစီအမပြေတိုင်းဖြစ်ဒီ class ထဲမှာ full ူဗာရှေးနဲ့ကိုတင်ပေးတဲ့ Master Class D လည်းဖြစ်တဲ့တပ်အပြင်ဒီနယ်ပယ်မှာတရိယာဖြစ်စွာနဲ့ရည်တည်နိုင်ဖို့မှန်ကန်စွာနဲ့ကိုလှုပ်သွားနိုင်ဖို့တရားဝင်စွာနဲ့လှုပ်သွားနိုင်ဖို့ဒီ share တို့ကိုယ်တိုင်ဒီ business လမ်းကြောင်းမှာရှောက်နေတဲ့အတော်သွင်းမှာဒီ share အမြဲတမ်းတိုင်ပင်နေတဲ့ဒီ knowledge business လမ်းကြောင်းတိတရှိနေတဲ့ဦးရှိတဲ့ဥပဒေအကြောင်းတွေကိုရှေ့နေကိုယ်တိုင်ဒီ class ထဲမှာလာပြီးမျှဝေပေးမယ်လာပြီး sharing လုပ်ပေးမယ်ဒီ class ထဲမှာလာဆောင်ခြင်းတဲ့သူကသင်တန်းစီအပြည့်ကိုတိုင်ခွဲပဲဖြစ်တဲ့ဒီ video ကနေလာတဲ့သူ now tech 9ဦးအတွင်းမှာအထူးကျေးပေါ 3သိန်းခွဲနဲ့ရရှိသွားပါမယ်။အယောက်တရာအတွင်းမိတဲ့သူကခြေတို့ထပ်မံပေးထားတဲ့အထူးဘောနပ်တွေလည်းရှိတယ်။အဲ့ဒီဘောနပ်ကိုမိခြင်းနဲ့သူ admin စီမှာအမြန်ဆုံးသွားပြီးမေးမြန်းပြီးတော့အနိုင်ပါတယ်။ကျေးဇူးတင်ပါတယ်။ class 10မှာဆုံးကြမယ်။